အစ္စလာမုအလိုက်ကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှာဝလ21ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ20ရက်နေ့တနင်္ဂနွေနေ့မှာ9မိနစ်တဲ့အောင်မြင်ခဲရဲ့သင်ခန်းစာအမှတ်စဉ်985ခုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့အရှင်မြတ်ကိုယ်တိုင်တာဝန်ယူထားတဲ့ကျွန်တော်တို့ရဲ့မနက်ဖြန်ဆိုတဲ့အကြောင်းကိုဒေါက်တာအဒမ်ရှာကာဝီကဆူရာလူကမန်ရဲ့အာယတ်နံပါတ်39ဖြစ်တဲ့အာဥဒ်ဘီလာဟီမီနရှိုင်တာနီရရဂျီမ် وما تدري نفس ماذا تكسب غدا လူသားဟာမနေ့ပြန်ဘာရှာဖွေပြီးတော့ဘာရရှိမလဲဆိုတာ မသိရှိရသေးပါဆိုတဲ့အာယတ်ကို ကိုးကားပြီးတော့သူကရေးပါတယ်အသင်ဟာအနာဂတ်အတွက်စိုးရင်ကြောက်ကြမှုမဖြစ်ပါနဲ့တဲ့အရှင်မြတ်ကြီးနဲ့နှစ်သက်စေဖို့ပဲကြိုးစားပြီးတော့ဘဝကိုရှင်သန်နေထိုင်ပါတဲ့အသင်တော့ကဗျာပါဒမများပါနဲ့အနာဂတ်ဆိုတာအလောရှင်မြတ်တပါးတည်းရဲ့လက်ဝယ်၌သာရှိတာပါတဲ့ အသင့်အတွက်တတ်မှတ်ထားတဲ့ OA စီစဉ်အသင့်ရူစီရိတ်ခါကိုဘယ်သူမှကြားဖြတ်ယူလို့မရပါဘူးတဲ့ဒါပေမဲ့အသင်ပြုလို့ရမယ့်ဧဘာဒတ်ကိုကြတော့အသင်ပဲတာဝန်ချရမှာဖြစ်တယ်တဲ့အရှင်မြတ်ကအသင်ဘဝလိုအပ်ချက်တွေဖြစ်တဲ့စာဝတ်နေရေးကိုတာဝန်ယူထားပြီးတော့အသင်ကတော့ဧဘာဒတ်ပြုဖို့ပဲလိုအပ်တယ်တဲ့ဒါကြောင့်အသင်အတွက်အရှင်မြတ်တာဝန်ယူထားပြီးဖြစ်တဲ့မနက်ဖြန်အလောရှိမြတ်တာဝန်ယူထားတဲ့စာဝတ်နေရေးအတွက်အသင်စိတ်ရှုပ်မခံပါတော့နဲ့အသင်ဆောင်ရွက်ရမယ့်တာဝန်ကိုပဲ တတိယနဲ့ဆောင်ရွက်နေပါဆိုပြီးတော့ပြောပြပါတယ်။ဒီနေ့ကျွန်တော်တို့အားလုံးကိုစီကိုစီအနေနဲ့အများဒုက္ခရောက်ရှိနေကြတဲ့တချို့တွေအိုအိမ်စီစိမ်နေဆုံးရှုံးလိုက်ရတဲ့တချို့တွေဆိုရင်ပိုင်ဆိုင်မှုတွေအများကြီးကိုလက်လွတ်လိုက်ရတဲ့အဘလိုအခြေအနေတွေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအနာဂတ်အတွက်စဉ်းစားရင်းနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့စိတ်ဒုက္ခပေးမိတာတွေရှိတယ်အနာဂတ်အတွက်စဉ်းစားနေရင်းနဲ့ကျွန်တော်တို့တွေရှေ့မှာလမ်းပျောက်သွားရတာတွေရှိတယ် တော့မွတ်စလင်ဆိုတာလမ်းပြောက်သူမဟုတ်ဘူးလမ်းမှန်ရသူဖြစ်တဲ့မွအမင်ဆိုတာကလည်းကျွန်တော်တို့နဘဝနထာနာရဲ့အောင်မြင်မှုတော့ချက်ကိုပိုင်ဆိုင်ထားတဲ့သူတွေဖြစ်တဲ့အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာမှာလည်းပဲအင်ရှာလာကျွန်တော်တို့လူသားဖြစ်တဲ့အတွက်ကြောင့်ပူဆွေးတော့ကတွေဖြစ်တယ်တော့ကတွေထားတယ်အနာဂတ်အတွက် plan တွေချတယ်အဲ့တော့အဲ့လို plan ချရင်းနဲ့အတူတူကျွန်တော်တို့အပြည့်အဝလောက်ရှိမြတ်ပေါ်မှာပဲယုံကြည်ထားလိုက်ပါအလောက်ရှိမြတ်ကကျွန်တော်တို့ရဲ့မနှက်ဖြံကိုတာဝန်ယူထားပြီးဖြစ်ပါတယ် အကောင်းဆုံးတွေကိုအလောက်ရှိမြတ်ယူဆောင်လာပေးမယ်ဆိုတာကိုယုံကြည်လိုက်ပါလို့ပြောကြလိုပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ